စကိုင်းတိုင်းတိပင်းရင်မြို့နယ်မရဂန်ကျေးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ထားတဲ့အတွက်ထိခိုက်တိုက်ဆုံးသူတွေရှိတယ်လို့ဒေတာကန်တွေစီကသိရပါဗျ။ပြီးခဲ့တဲ့ဒီဇင်ဘာလ9ရက်ည7:00နာရီကျော်လောက်မှာမဲထီလာရှန်တဲလေတက်ကနေတက်လာတဲ့ဂျက်ဖိုင်တာတစ်စင်းဟာမရဂန်ရွာထဲကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အတွက်နဖက်ရင်ဆိုင်မှာအမျိုးသမီးအသင်းရဲ့ဘောလုံးပြိုင်ပွဲကြည့်နေကြတဲ့အရဲသားပြည်သူများစွာထိမှန်တိုက်ဆုံးသွားတယ်လို့သိရပါဗျ။ အဲ့ဒီလေကြောင့်တိုက်ခိုက်မှုကြောင့်ပွဲချင်းပြီးတည်ဆုံသူ18ဦးရှိပြီးပြန်လည်ရှာဖွေရင်ထပ်မံတည်ဆုံသူတွေလည်းတွေ့ရတဲ့အတွက်တည်ဆုံသူဦးရေ20ထပ်မနည်းရှိတယ်လို့တရားရရှိသူတွေလည်းများစွာရှိခဲ့ပြီးနေအိမ်တချို့လည်းထိမှန်ပျက်စီးသွားတယ်လို့ဒေသခံတွေစီကသိရပါဗျ။တိတ်ဆုံးသူတွေထဲမှာ၅နှစ်အောက်ကလေးငယ်နှစ်ဦးလဲပါဝင်တယ်လို့အမျိုးသမီးများစွာလဲပါဝင်ပါတယ်။ဒါအပြင်တရားရရှိသူတွေထဲမှာစိုးရင်ရသူတွေများစွာရှိတယ်လို့လဲသိရပါတယ်။ လက်ရှိမှာတော့ဒေတာခန်တွေဟာကြေးရွာမှာမနေရတော့ပဲထွက်ပြေးတိမ်းရှောင်နေရပါတယ်။ပြီးခဲ့တဲ့2023ခုနှစ်ဩဂတ်လကလည်းမရကန်ရွာထဲကိုအကြံဖက်စစ်ကော်မရှင်တတားတွေကစစ်ကြောင်းထိုးဝင်ရောက်လာခဲ့ပြီးကြေးရွာတွေကနေအလုံး20ဝန်းကျင်ကိုမီးရှို့ဖျက်ဆီးသွားခဲ့တယ်လို့သိရပါတယ်ရှင်။